ရသခင်ယေရှုတော်ချီးမွမ်းပါလေကျွန်တော်နှုတ်ကပတ်တော်အဖြစ်ဒုရကွာဆင်ခြင်ခွန်အာယူဖို့ရအတွက်တမန်တော်ဝုထုခန်းကြီး16အပိုင်းငယ်73မှ15ဥပုံနေ၌ငါတို့သည်မြို့ပြင်သို့ထွက်လင်ပထနာဇယက်ရှိတရာမျက်နာသို့တွား၍ထိုင်ပြီးမှထိုရက်၌စီဝေသော မိမတို့အားဟောပြောကြ၏ထိုအခါနီမောင်းသောအထယ်အလိတ်ကိုရောင်းသောတွာတိရေမြို့သူ လူတီအမည်ရှိသောမိမတယောက်သည်ဖရာသခင်ကို ကိုးကွယ်သောသူဖြစ်၍တရားနာစဉ်တွင် ပေါ်လူဟောပြောသောအရာကိုမိဝဲစည်းကပ်စေခြင်းကသူ၏စိတ်နှလုံးကိုဖရာသခင်ဖွင့်တော်မူ၏ထိုမိမသည်အိမ်သူအိမ်သားတို့နှင့်တကွဗာတိဇံကို ခံပြီးမှကျမသည် သခင်ဖရာ၌အမှန်ယုံကြည်သည်ကို သင်တို့သည်ထင်မှတ်လျင်ကျမအိမ်သို့ဝင်၍ နေကြပါဟုတောင်းပန်လျက်ငါတို့ကိုအနိုင်သွေးဆောင်လိမ့်၏ကျောင်းဒီနောက်ကဘတော်ကတော့ဘသူအကြောင်းကိုဖော်ပြထားလဲဆိုရင်တော့သွာတိရေမြို့သူလူတိရဲ့အကြောင်းကိုဖော်ပြထားတယ်သွာတိရေမြို့ကတော့ယနေ့ခေတ်တူရကီနိုင်ငံကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့ဒီသွာတိရေမြို့သူလူတိကဘာအလုပ်ကိုလုပ်လဲဆိုရင်တော့ညီမောင်းသောအထယ်လေးကိုရောင်းနေသူကစီးပွားရေးသမားဖြစ်ပါတယ် သူကချမ်းသာသောအမျိုးသမီးတယောက်ဖြစ်တယ်။နီမောင်းသောအထယ်လေးဆိုတော့ခရမ်းရောင်အထယ်လေးကိုဆိုလိုခြင်းဖြစ်ပါတယ်။သူကချမ်းသာတဲ့စီးပွားရေးသမားဂျူးလူမျိုးအမျိုးသမီးတယောက်ဖြစ်ပါတယ်။သူကဖျားသခင်ကိုကိုးကွယ်တဲ့သူဖြစ်တယ်လို့တမန်ကျမ်းစာမှာဖော်ပြပါတယ်။ဒါကြောင့်မို့လူဒီရဲ့အသက်တာကိုကြည့်တဲ့အခါမှာနံပါတ်၁ချက်အနေနဲ့သူကဖျားသခင်ကိုကိုးကွယ်ခြင်းအရာမှာစိတ်အားထက်သန်သောအမျိုးသမီးဖြစ်တယ်။သူကတော်တီရဲမျိုးသူဖြစ်တော်냐လဲဖိလိပ္ပိမျိုးမှာနေပြီးတော့ စီးပွားရေးလုပ်ငန်းကိုလုပ်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။အဲ့ဒီဖိလစ်ပိမြို့ကမာကီဒိုနီပြည်ရဲ့ဒုတိယအကြီးဆုံးမြို့တော်ဖြစ်ပါတယ်။ပထမအကြီးဆုံးမြို့တော်ကတော့တတ်တာလောနေမြို့ဖြစ်တယ်။မာကီဒိုနီပြည်ရဲ့ဒုတိယအကြီးဆုံးမြို့ကဖိလစ်ပိမြို့ဖြစ်တယ်။အဲ့ဒီဖိလစ်ပိမြို့ကိုဘယ်သူရောက်လာလဲဆိုရင်တော့တမန်တော်ရှင်ဘောလုနဲ့သာသနာပြုအဖွဲ့ဟာရောက်လာတယ်။တမန်တော်ရှင်ဘောလုက အမှန်တကယ်တော့သူကအာရှသားဖြစ်တယ်။ သူကအာရှဘက်မှာပဲဖျားအမှုတော်ကိုစောင့်တာဖြစ်ပါတယ်။ဥရောပဘက်ကိုသူ မသွားပါဘူး။ကျွန်တော်ရှင်ဘောလူကဒုတိယသာနာပြုခရီးစဉ်မှာ အာရှခရီးစဉ်ပြီးတဲ့အခါမှာသူကဥရောပကိုမသွားတော့ဘဲနဲ့အန်ဒီယိုမျိုးကိုပြန်ဖို့ရည်ရွယ်ခဲ့ပါတယ်။ညအခါမှာတမန်တော်ရှင်ဘောလူကဗျာဒိတ်ယူပါယုံကိုမြင်ရတယ်။ဖျားသခင်သူ့ကိုဖွင့်ပြခဲ့တယ်။ မာဂီဒေါနီလူတစ်ယောက်ကတဲ့မာဂီဒေါနီပြည်ကိုကူးပါငါတို့ကိုမဆပါဆိုပြီးတော့တောင်းပန်တယ်ဆိုတဲ့အကြောင်းကိုသူကအဲ့ဒီယူပိုင်ုံထဲမှာမြင်ခဲ့ရတယ်။ဒါဖျားသခင်ကမာဂီဒေါနီပြည်ကိုသွားပြီးတော့အေးဝင်ကလေးတရားကိုခေါ်ဖို့အတွက်သူ့ကိုစိတ်ခိုင်းတာပဲလို့သူကခံယူပြီးတော့စိတ်ထဲမှာသဘောတွေ့တဲ့အခါမှာအဲ့ဒီမာဂီဒေါနီပြည်ကိုသွားခဲ့တယ်။မာဂီဒေါနီပြည်ရဲ့ပယ်မြို့ကိုရောက်လဲဆိုရင်တော့ဖိလိပ္ပိမြို့ကိုရောက်တယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်။အဲ့ဒီဖိလိပ္ပိမြို့မှာတဲ့ဂျူးလူမျိုးတွေ စုဝေးတဲ့တရားစရာမရှိပါဘူးသူတို့တရားစရာမရှိတဲ့အခါမှာဂျူးလူမျိုးတွေက မြစ်ကမ်းသားပေးမှာစုဝေးပြီးတော့စုတောင်းပြီးတော့ဖះအောင်ကိုးကွယ်တတ်ကြပါတယ်ဒါကြောင့်မိုးတမန်တော်ရှင်ပေါ်လူကမြစ်ကမ်းသားဘက်မှာသွားကြည့်တဲ့အခါမှာစီဝေးနေတဲ့စုတောင်းနေတဲ့အမျိုးသမီးတွေကိုတွေ့တယ်အဲ့ဒီအမျိုးသမီးတွေမှာဘသူပါလဲဆိုရင်တော့လူဒီဆိုတဲ့အမျိုးသမီးတစ်ယောက်ပါပါတယ်အဲ့ဒီအမျိုးသမီးကတဲ့ဖះအောင်ကိုးကွယ်တော်သူဖြစ်တယ်လို့တမန်ကျမ်းစာမှာဖော်ပြတယ်သူကဖះအောင်အင်မတန်မှကိုးကွယ်ခြင်းရမှာ ်ပျော်မွေ့တယ်၊မှု့လျော်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။တမန်တော်ရှင်ဘောလူရဲ့နှုတ်ကပတ်တရားကိုကြားတဲ့အခါမှာဖခင်ကတုတ်ထီးတဲ့အခါမှာသူ့ရဲ့မိသားစုနဲ့တကွာသူကပါတီဇန်ကိုခန့်တယ်။ပြီးတဲ့အခါမှာနှုတ်ကပတ်တော်ကိုသူကစာငတ်တဲ့အမျိုးသမီးလည်းဖြစ်တယ်။ဒါကြောင့်မို့တမန်တော်ရှင်ဘောလူနဲ့သူ့ရဲ့မိဆွေတွေကိုလှုပ်ဖော်ဆောင်ပတ်တွေကိုသူကအနိုင်ထက်သွေးဆောင်ပြီးတော့သူ့ရဲ့အိမ်မှာဝင်နေပါသူ့ရဲ့အိမ်မှာပြုစုပြီးတော့သူကနှုတ်ကပတ်တရားကိုခံယူတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ အဲ့ဒီဖိလစ်ပိမြို့မှာပဲတမန်တော်ရှင်ပေါလုကနတ်ဝင်တဲ့အမျိုးသမီးတယောက်ကိုနတ်ဆိုးနဲ့ထုတ်ပေးလိုက်တယ်။အဲ့ဒီအမျိုးသမီးနဲ့လှုပ်ရှားတဲ့သူ့ရဲ့သခင်ကလှုပ်ရှားလို့မရတော့မှန်းသိတဲ့ခါမှာတမန်တော်ရှင်ပေါလုတို့ကိုရုံးမှတိုင်တဲ့ခါမှာသူကထောင်ထဲမှာရိုက်နှက်ခြင်းကိုခံရတယ်။ပေါလုရဲ့တိလာရဲ့တကောင်ရန်ချိန်မှာချီးမွမ်းတဲ့ခါမှာတဲ့ထောင်တကားတွေပွင့်သွားပြီးတော့အဲ့ဒီထောင်ထဲမှာပြောင်းလဲမှုဖြစ်တယ်။ဘယ်သူပြောင်းလဲလဲဆိုရင်တော့ ထောင်ကိုစောင့်နေထောင်မူကသူ့ရဲ့အိမ်သူအိမ်သားတွေနဲ့တကွာပြောင်းလဲပြီးတော့ကယ်တင်ခြင်းကိုရခဲ့တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မို့လူတီအိမ်ကဥရောပတိုက်ရဲ့ပထမဦးဆုံးသောအသင်းတော်ဖြစ်လာခဲ့တယ်။အသင်းတော်တမိုင်းမှာ ပထမဦးဆုံးသောဥရောပတိုက်မှာရှိတဲ့အသင်းတော်ကိုပြပါဆိုရင်တော့ဖိလိပ္ပိအသင်းတော်ပဲဖြစ်တယ်။ဘသူအိမ်ကနေစခဲ့လဲဆိုရင်တော့လူတီအိမ်ကနေစခဲ့တယ်။ လူဒီရဲ့အိမ်မှာပြောင်းလဲတဲ့လူဒီရဲ့အဝင်တဲ့အမျိုးသမီးနှစ်ဆိုးထွက်သွားပြီးတော့ပြောင်းလဲတဲ့အမျိုးသမီးရဲ့ထောင်မူးရဲ့မိသားစုတွေရဲ့အားလုံးစုပေါင်းပြီးတော့ဝတ်ပြုကိုးကွယ်ပြီးတော့အသင်းတော်ဖြစ်လာခဲ့တယ်။ဒီဖိလစ်ပိအသင်းတော်ကဥရောပတိုက်ရဲ့ပထမဦးဆုံးအသင်းတော်ဖြစ်သေးတာမကောက်ဘူး။တမန်တော်ရှင်ဘောလူယောမမျိုးမှာထောင်ကျတဲ့အချိန်မှာဖိလစ်ပိအသင်းတော်တပါးကပဲတမန်တော်ရှင်ဘောလူကိုဘာမှစစ်ဆေးမေးမြန်းခြင်းအပြစ်တင်ပြောဆိုခြင်းမရှိဘဲနဲ့ရရောစွာနဲ့အလှူငွေပေးပို့ခဲ့တယ်။ မစားတဲ့ကူညီခဲ့တဲ့အသင်းတော်ဖြစ်တယ်ဆိုတော့ကိုတမချန်းစာမှာတွေ့ရပါတယ်။အဲကြောင့်မို့ခြေတော်ညောက်စီတိုင်းအင်မတန်မှအံ့ဩစရာကောင်းလောက်အောင်လူတီကိုဖျားသခင်ကရွေးကောက်ပြီးတော့အသုံးပြုသွားတယ်။သူ့ရဲ့အိမ်ကနေစတင်ပြီးတော့ဝတ်ပြုကိုးကွယ်ခြင်းလှုပ်ဆောင်လိုက်တဲ့အရာကဥယောပတိုက်ရဲ့ပထမအဦးဆုံးအသင်းတော်ဖြစ်ဖျားသခင်ကရွေးကောက်အသုံးပြုခဲ့တယ်။ဖိလိပ္ပိအသင်းတော်ကဥယောပတိုက်ရဲ့ပထမအဦးဆုံးအသင်းတော်ဖြစ်တယ်။စတင်တဲ့နေရာကလူတီရဲ့အိမ်မှာဖြစ်တယ်။ လူတီးကိုဘာလို့ဘုရားသခင်ကရွေးကောက်အသုံးပြုရလဲဆိုတဲ့အချက်က၃ချက်ရှိပါတယ်။ပထမချက်ကတော့သူကကိုးကွယ်ခြင်းရမှာမှု့လျော်သောအမျိုးသမီးဖြစ်တယ်။ဂျူးလူမျိုးတွေရဲ့ထုံးစံရတရားစရာမှာကိုးကွယ်ရတော့ညာလေဖိလိပ္ပိမျိုးကတရားစရာမရှိတဲ့အခါမှာဟိုးမြေကမ်းဘေးမှာသူကဘုရားသခင်ကိုပတ္ထနာပြုတယ်။ဆုတောင်းတယ်အခြားသောအမျိုးသမီးတွေနဲ့အတူဝတ်ပြုကိုးကွယ်နေခဲ့တယ်ဆိုတဲ့အကြောင်းကိုသမချမ်းစာမှာတွေ့ရပါတယ်။လူတီးရဲ့နောက်ထပ်ထူးခြားချက်ကသူကနှုတ်ကပတ်တရားကိုစာငတ်တယ်။ တမန်တော်ရှင်ဘောလူလူနဲ့တီလာလူနဲ့ဒီအမှုတော်ဆောင်တွေကိုသူကသူ့ရဲ့အိမ်မှာနေဖို့အတွက်သွေးဆောင်ပါတယ်နှုတ်ကပတရားကိုစာငတ်တယ်ခံယူခြင်းနဲ့ဆိုတဲ့သဘောကိုတွေ့ရပါတယ်နောက်ဆုံးတစ်ချက်ကတော့သူကသူ့ရဲ့အိမ်ကို အသုံးပြုခွင့်ပေးတယ်သူ့မှာပိုင်ဆိုင်ထားတဲ့အရာတွေကိုဖခင်ရဲ့အမှုတော်မြတ်ထဲမှာအသုံးပြုခွင့်ပေးခဲ့ပါတယ်ဒါကြောင့်မို့ဘုရားသခင်ကသူ့ရဲ့အိမ်ကိုပထမဦးဆုံးအသင်းတော်အနေနဲ့ချီးမြှောက်ပြီးတော့ကောင်းချီးပေးခဲ့ပါတယ်အသုံးပြုစီတိုင်းကျွန်တော်ရဲ့ဘဝတက်တာထဲမှာတော်တည်ရဲ့မြို့သူလူတီကဲ့သို့ ဖျားသခင်ကိုကိုးကွယ်ခြင်းရမှာမှုလျော်သောသူတွေဖြစ်ပါစေ။နှုတ်ကပတ်တော်ကိုစာငတ်သောသူတွေဖြစ်ပါစေ။ဖျားသခင်အမှုတော်မှာနေရာပေးပြီးတော့မိမိမှာရှိတဲ့အရာကိုအသုံးခံတတ်သောသူများဖြစ်ပါစေ။ဖျားသခင်ကိုကိုးကွယ်ခြင်းရမှာမှုလျော်မယ်။နှုတ်ကပတ်တော်ကိုစာငတ်မယ်။မိမိမှာပိုင်ဆိုင်တဲ့အရာတွေကိုအသုံးခံမယ်ဆိုရင်လူဒီကဲ့သို့ဖျားသခင်ရဲ့ချီးမြှောက်ခြင်းကောင်းကြီးပေးခြင်းကိုခံစားရမယ်ဆိုတဲ့အကြောင်းကိုဝင်ကားပါတယ်။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။